မင်္ဂလာပါရှင် ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြမှာကတော့တက္ကသိုလ်များ AI ပညာရဲ့ကျေပြန့်စွာအသုံးပြုရန်ရှားဤသမရမှာကြားတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံတက္ကသိုလ်တွေအနေနဲ့သင်ကြားသင်ယူမှုမှာဤပညာနဲ့အတူ AI ပညာရဲ့ကိုကျေကျေပြန့်ပြန့်အသုံးပြုနိုင်ရေးပညာရှင်တွေကကြိုးပမ်းဆောင်ရွက်ကြဖို့တိုက်တွန်းမှကြားလိုတယ်လို့နိုင်ငံတော်ရှားဤသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်က ောက်တိုဘာ၄ရက်တွင်ကျင်းပါတယ်။မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ရှားပြည်သဘင်အထိမ်းအမှတ်ဖွင့်မယ့်အခမ်းအနားမှာတရားမေကွန်ပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်။နိုင်ငံတော်အနေနဲ့စက်ပြူရီ၊မွေးမြူရီစက်မှုကဏ္ဍတွေဖွံ့ဖြိုးတိုးတက်ရေးကနေပြည်သူတွေရဲ့လူမှုစီးပွားဘဝကိုစင်စစ်မပြတ်မြင့်တင်နိုင်အတွက်ဥတီဆောင်ရနေရမှာ အရေးသွေးပြေဝါတွေအရေးမြစ်တွေမွေးထုတ်ရာတက္ကသိုလ်တွေနဲ့ကောလိပ်တွေသိပ်ပံတွေဟာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေတယ်လို့ပူဇော်မှုကြီးမြောင်လင်ကပြောပါတယ်။ဒါကြောင့်တက္ကသိုလ်တွေမှာဝိဇာနဲ့သိပ်ပံဘာသာရပ်တွေခေတ်မီဘာသာရပ်တွေကိုထည့်သွင်းသင်ကြားရုံနဲ့မလုံလောက်သေးပဲတက္ကသိုလ်တွေရဲ့အသက်သွေးကြောဖြစ်တဲ့သူတေသနာတွေကိုလည်းဆောင်ရွက်ကြမှာဖြစ်ပြီးသူတေသနာကျမ်းတွေပြည့်စုံရမှာဖြစ်စေသင်ကြားသင်ယူရမှာဖြစ်စေ စာကြည့်တဲ့အခြေပြုလေ့လာမှုအကောင်းစီဆောင်ရွက်ကြဖို့လေဘူဇုံမူကြီးမင်းအောင်လိုင်းကတိုက်တွန်းမှာကြားကြောင်းသိရှိရပါတယ်ရှင်။